နေ့တနေ့ကွန်ပျူတာမှာလုပ်ချင်တာလေးဖွင့်လို့ရဖို့အတွက်ကလစ်တင်နှိပ်ပြီးတော့အချိန်လေးဘယ်လောက်ကုန်ပြီးလဲကလစ်၄၅ချက်နှိပ်မဲ့စာကွန်မန့်ချက်ပေးုံနဲ့ဖွင့်နိုင်နေစပြီးတော့လုံးလုံးရတာမြန်သွားတဲ့အချိန်ကိုယ့်ရဲ့တာဝန်ကျင်ရပါကိုယ့်ကိုကျွမ်းကျင်လို့တရားအဖြစ်ယုံကြည်လာစေမယ်ဝင်လို့လက်ကမ်းရဲ့အရန်သုံးဝင်တဲ့ရှောက်ကစားခွန်းကိုကိုရှင်းပြတင်ပါတယ် Xbox game လားကိုဖွင့်ကျင်နေဆိုရင် Windows G ကိုနှိပ်ပေးပါအဲဒါဆိုရင် Xbox game လားနဲ့သက်ဆိုင်တဲ့ toolbar တွေအကုန်လုံးပွင့်လာပြီးတော့ ိုလိုလိုအသုံးပြုလို့ရမှာဖြစ်ပါတယ်။သူ့ကိုပြန်ပိတ်ချင်တယ်ဆိုရင်လည်းဘွန်းတို့ G ကိုပဲပြန်နေပေးပါ။အတန်းနဲ့ဆက်ရချင်တယ်။ Y style ပြန်ကောင်းနေတယ်ဆိုရင်ဘွန်းတို့ H ကိုနှိပ်ပေးပါ။ Y style ပြန်သူ့ဘာလေးကပွင့်လာပြီးတော့ကိုပြောသမျှအားလုံးကိုဆက်ရဖို့အတွက်ပြင်ဆင်နေမှာဖြစ်ပါတယ်။သူ့ကိုစတော့မှုအတွက်ဘွန်းတို့ H ကိုနှိပ်ပြီးတော့ပွင့်မယ်။ပြန်ဆိုင်လို့ရတဲ့နေရာကခုမှဘာသာချပေးပါဘာသာမချထားရင်တော့ အံကိုဆိုင်ရိုက်ပေးတဲ့အလုပ်ကိုလုပ်ပေးလို့ရမှာမဟုတ်ပါဘူးခုဒီမှာကာစာချလိုက်မယ် Windows H တင်ပြီးတော့ဒီမှာ online မယ် Hello everything okay Yes thanks for your service Windows H တင်ပြီးတော့သူ့ကိုပြန်ပေးလိုက်လို့ရပါပြီပုံမှန်အပြင် copy နဲ့ချိန်ကူလာရဲဆိုရင်ပထမဆုံးချိန် copy ကူလာတဲ့အားကိုကျွန်တော် paste ပြန်လုပ်လို့မရပါဘူးဒါပေမဲ့ Windows မှာတော့ Keyboard history ဆိုတာရှိပါတယ် ဝင်းဒိုးရဲ့ Facebook history ကိုသုံးမယ်ဆိုရင်ဝင်းဒိုး V ကိုနှိပ်လိုက်ပါအဲဒါရင် Facebook history လေးတွေ့ရပြီးတော့ကျွန်တော်ကူးရတဲ့မှာလေးအားလုံးကို list တစ်ခုအနေနဲ့ပြနေမှာဖြစ်တယ်အဲ့ဒါလေးကိုတော့ဒီလို copy paste cut အားလုံးဒီလိုငယ်မှာဖြစ်ပါတယ်စာသားတွေကူးရတဲ့ဆိုရင်လည်းစာသားတွေကူးရတဲ့ list ကိုဒီထဲမှာပြမှာဖြစ်ပါတယ်စာသားကူးရရင်စာသားလုံးဒီ list ထဲမှာရှိနေမှာဖြစ်ပါတယ်ဝင်းမှာကူအားလုံးက window ၄ခုဖွင့်ထားပါတယ်အဲ့ window ကြီးကျွန်တော်က တပြိုင်နဲ့စကွင်ထဲမှာကြည့်ချင်တယ်။ဘဝသလိုသုံးနိုင်မှုအတွက် Windows Z ကိုနှိပ်လိုက်ပါ။ဒါဆိုရင် active ဖြစ်နေတဲ့ရှေ့ဆုံး Windows မှာအခုလိုပုံစံလေးတွေတွေ့ရမှာဖြစ်ပြီးတော့ဒီဘုကနေ demo ကလေးနေပြီးတော့ကိုကြိုက်တဲ့ပုံစံကိုရေးလို့ရပါတယ်။ကိုကြိုက်တဲ့ပုံစံကိုရေးပြီးပြီဆိုရင် under ချနေလိုက်ပါ။ဒါဆိုရင်ရှေ့ရဲ့ Windows တွေအားလုံးလည်းက active ဖြစ်နေတဲ့ Windows ကိုဘယ်ဘက်မှာပြောင်းမှာဖြစ်ပြီးတော့ channel Windows တွေကိုညာဘက်မှာအပိုင်းလိုက်ခွဲပြီးပြောင်းမှာဖြစ်ပါတယ်။ အခုပြဖြစ်နေတဲ့ window တစ်ခုကိုလည်းတေးကြတယ်ဒါဆိုရင် window ကိုပြလာပြီးတော့ keyboard ကနေ down arrow လေးတစ်ချက်နဲ့လိုက်ပါဟုတ်ပြီဘယ် window ကိုပဲဖြစ်ဖြစ် screen အပြည့်မဖြစ်နေဘူးအဲ့ဒါကို screen ကြည့် message မိုက်လောက်ချင်လဲဆိုရင် window up arrow ကိုလိုက်ပါအတက်ဖြစ်နေတဲ့ window ကိုဘယ်ဘက်မှာတစ်ချမ်းနဲ့ကတ်ထားခြင်းနဲ့ဒါမှမဟုတ်ညာဘက်မှာတစ်ချမ်းနဲ့ကတ်ထားခြင်းနဲ့ SN ဘယ်ညာဆိုညာ arrow key လေးတွေသုံးပြီးတော့ဝင်ဝင်တစ်ချမ်းအနေနဲ့ကတ်ထားလို့ရပါတယ်ကျွန်တော်ခု window left arrow key နှိပ်လိုက်ပါမယ် ါဆိုရင်ဘယ်ဘက်ချမ်းသာကန့်နေပြီးတော့ချမ်းသာဝင်းတို့တွေကိုဘယ်ဘက်ချမ်းသာစုပြီးတော့ပြမှာဖြစ်ပါတယ်။ဘယ်အတိတ်ဖြစ်နေတဲ့ဝင်းတို့ကိုဖြစ်ဖြစ်ပိတ်ချင် order F4 ပါဆို laptop တွေမှာဆိုရင်တော့ F and key နဲ့တွဲနေရပါမယ် order F and F4 ဖြစ်ပါတယ်။အဲ့ဒါက order F and F4 နဲ့လည်းပဲအနာရဝင်းတို့တွေကိုဘူမက်ဒီဘက်ပြောင်းပြီးတော့သုံးခြင်းနဲ့ဆိုရင် order ကိုပြထားပြီးတော့ tag ကိုချက်လိုက်ပါ order ကိုမလွတ်ပါနဲ့ tag ကိုနှိပ်ပြီးတော့ ိုပြောင်းကျင်တဲ့ဝင်းလို့ကိုရေးပါပြီးရင်အော်တာကိုလွှတ်လိုက်တာနဲ့ကိုပြောင်းကျင်တဲ့ဝင်းလို့စီကိုအက်တစ်ဖြစ်ပြီးတော့သုံးရပြီဖြစ်ပါတယ်ဝင်းလို့အများကြီးဖွင့်ထားတယ်ဒါကိုအခုမဆက်ဖွင့်ထားတယ်အဲ့ဒါတွေကို minimize လုပ်နေမှာ restore လုပ်နေမှာဆိုရင်အခုရင်လိုက်လို့ပေါ့ဟာရမ်းကြပါတယ်အဲ့တော့ desktop ကိုတခါလေးရောက်နေတဲ့ shortcut က window D ဖြစ်ပါတယ်အဲ့ဒါဆိုရင် desktop ကိုတခါလေးရောက်သွားမယ် ကျွန်တော်ရဲ့ application တွေကလည်းပိတ်သွားတာမဟုတ်ပါဘူး။ဥပမာလိုအောက်မှာ restore application တွေမှာဖြစ်ပါတယ်။ဟိုကောင်ထဲမှာ notification လေးတွေကြည့်ရင်လည်းပြက်ကလေးကြည့်ရင်လည်းဒါဆိုရင် window n ကိုနှိပ်ပေးပါ။ဟိုကံပိတ်ဖို့အတွက်သူရဲ့ shortcut ဖြစ်တဲ့ window n ကိုသုံးလို့ရတယ်လို့အခုလို့ pop up window ကိုပဲဖြစ်ဖြစ် pop up တွေကိုမသုံးရင်တော့ဘူး cancel လုပ်ချင်တယ်ဆိုရင် keyboard ရဲ့ back page အဆုံဆုံးမှာရှိတဲ့ escape key ကိုဖွင့်ရရရပါတယ်။ window ရဲ့ quick setting တွေကိုတောင်းကျင်နေဆိုရင် window A ကိုနှိပ်ပေးပါ။ဒါဆိုရင် wifi bluetooth အစရှိရဲ့ quick setting လေးတွေပွင့်လာမှဖြစ်ပြီးတော့ကိုလိုတော့အသုံးချနိုင်မှာဖြစ်ပါတယ်။ computer ရဲ့ task bar ပေါ်မှာဒီလို pin လုပ်ထားတဲ့ software လေးတွေရှိပါတယ်။အဲ့ဒီ pin လုပ်ထားတဲ့ software လေးတွေကိုတိုက်ရိုက်ကြည့်သွားနိုင်စရာမလိုဘဲနဲ့ပွင့်တဲ့နည်းလမ်းလေးရှိပါတယ်။ window က ဘဲလုံထားတဲ့ application လေးတွေကိုဘဲဘက်ကနေစပြီးတော့10 2 3 4 5 6ဆိုပြီးတော့တို့လိုအရေးတော့သတ်မှတ်ပါတယ်။တကယ်လို့ဖူးဖူးကိုဖွင့်ကျင်နေဆိုရင် window key နဲ့တွဲပြီးတော့တို့ application ရှိတဲ့နေရာရဲ့အမှတ်စဉ်ကိုနှိပ်ပေးရပါမယ်။ဥပမာဒီမှာ Chrome browser ကနံပါတ်3မှာရှိတယ်။အဲ့တော့ကျွန်တော် window 3ကိုနှိပ်လိုက်တယ်။ဒါဆိုရင် Chrome browser ပွင့်လာမယ်။နောက်ခု window 4ကိုနှိပ်လိုက်မယ်။ Home factory ပွင့်လာမယ်။ တော့ဒီပါပြီပြန်ပိတ်ချင်တယ်ဆိုရင် order f4 order f4 window admin တယောက်လိုစီမံခံခွဲဖို့ window ရဲ့ power user menu ကိုဖွင့်ချင်တယ်ဆိုရင် window ကိုပေးထားပြီးတော့ page ကိုချက်နေပေးပါအဲဒါရင် power user menu ဖွင့်လာပြီးတော့ keyboard ကညာလေးတုံးပြီးတော့ login နဲ့ဟာကိုယူပြီးရင် enter ခေါ်လိုက်တာလေကိုယ့်ရဲ့ computer ကို admin တယောက်လိုစီမံခံခွဲနိုင်ပြီဖြစ်ပါတယ်ပြန်ပိတ်ဖို့အတွက် escape နဲ့ ကိုယ့်ရဲ့ file တွေကိုစီမံခန့်ခွဲမယ်။ယောဂဖိုလာပုံစံလေးကိုသွားပြီး clear နေစီရမလို့ပဲနဲ့ကောင်းရတဲ့ shortcut လေးရှိပါတယ်။ window E ပါ။ဟို window တစ်ခုလည်းနဲ့မလောက်ဘူး။ file တွေကိုစီမံခန့်ခွဲဖို့အတွက်နောက်ထပ် window တစ်ခုထည့်ခြင်းသေးတယ်ဆိုရင် window E ထည့်နေစီရမလို့ပါဘူး။ဒီပုံမှာဘောင်းတင်နေတာလည်းရှိပါတယ်။အဲ့ဒါလေးကိုသွားချိန်ကြည့်ရင်နောက်တစ်တပ်အသက်တွေကိုဖွင့်ကြရင် control တီးနေလို့ရကြအောင်ဒီမှာ information ပေးထားပါဗျ။အဲဒါကျွန်တော် keyboard ကနေ control တီးထားနေလိုက်မယ်။ ဆိုရင်ကျွန်တော်တို့မှာ window လေးနှစ်ခုတနေရာထဲမှာရလာပြီးတော့ကိုယ့်ရဲ့ file ကိုလိုအပ်တယ်လို့ဒီမှာခံဝဲနိုင်မှာဖြစ်ပါတယ်။ window setting တွေ mouse pointer ဖောက်စာရှိတဲ့ပြင် affiliate setting တွေကိုစီမံခံဝဲဖို့အတွက် background တွေ background တွေကိုလက်ရမယ်ဆိုပြီးလိုက်ရှာနေကြမှာတော့တော့ပါဘူး။ window ကိုဖိထားပြီးတော့အားလုံးတစ်ချက်နှိမ့်လိုက်ပါအဲ့ဒီ window ရဲ့ main setting ကိုတွက်လာမှဖြစ်ပြီးတော့ခန္ဓာအသေးသေးကိုကုစိတ်ကြိုက် ဆင်မှသံဝဲနိုင်ပြီဖြစ်ပါတယ်။ဒီရှင်အားပေးသူများအားလုံးနဲ့ like and subscribe လုပ်ပေးကြသူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။